ယဝတီမြေဆုံစီမံကိန်းအပိဓာန်ရဆိုင်တောင်းဆိုမှုသုံးနှစ်ပြည့်အခမ်းအနားနဲ့အထွေထွေခန်းစားနေရမှုများဆန္ဒထုတ်ပေါ်ပွဲကိုပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးပြည်မြို့မှာပြုလုပ်ခဲ့ပါတယ်။ဒီဆန္ဒထုတ်ပေါ်မှုကိုပြည်သူအထောက်အကူပြုကွန်ရက် ပြည်ကဦးဆောင်ပြီးမေလ၁၈ရက်နေ့နနက်၈နာရီခွဲခန့်ကပြည်မြို့ဗိုလ်ချုပ်ရုပ်ထုနီးမှာပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရမှာဒေသခံ20ကျော်က EOR မြေဆုံအပိတိုင်းရဆိုင်မတရားတဲ့မှုတွေပပျောက်စေရေးပုံမှန်440 429ဖြင့်တရားစွဲဆို ခံထားရတဲ့တောင်သူတွေအတွက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနိုင်ငံတော်ဗန္နာများအလဟတ်သက်ဖြစ်နေမှုတွေကိုစစ်စစ်ထိန်းကြောင်းပေးနိုင်ရင်အစရှိတဲ့အတွေ့အကြုံတွေကိုတွေ့ကြော်ကဒေသခံ20ခန့်ကတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်ခဲ့တဲ့ပြည်သူ့အကျိုးဆောင်ကွင်ရဲ့ပြည်မှဦးကျော်စွေကလည်းဆန္ဒထုတ်ဖော်ခဲ့တာနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။ ကျွန်တော်ကလေဒီနေ့တရားဝတီကိုတရားဝတီမြေဆုံးတဲ့ပြီးတိုင်ရဆိုင်ရေးအတွက်တရားဝတီမြေဆုံးတိချိတဲ့လမ်းလျှောက်ခဲ့တာကျွန်တော်ပြည်သူကသုံးဟုတ်ပါခဲ့တယ်အဲ့ရကျွန်တော်သုံးနှစ်ပြည့်ခမ်းလာပေါ့သုံးနှစ်ပြည့်ခမ်းလာကျွန်တော်ကျင်းပါလာမြေဆုံးရောက်တဲ့နေ့ကကျွန်တော်ကဟို18ရက်မလာကျွန်တော်2014မှာရောက်ပြီအခုကကျွန်တော်အဲ့တရားဝတီမြေဆုံးတဲ့ပတ်သက်ပေါ့ကျွန်တော်သုံးနှစ်ပြည့်ခမ်းလာကျင်းပါလာပါတရားဝတီမြေဆုံးရဲ့သုံးနှစ်ပြည့်ခမ်းလာအပြင်တော့ကျွန်တော်ပြည်သူတွေရဲ့ရင်ဖွဲ့တာပေါ့ ပြည်သူတွေမှာဆုံးရှုံးနေတဲ့အရာတွေနင်းနာနေတဲ့အရာတွေအဲ့အိုင်နဲ့ပတ်သက်ပြီးပြည်သူတွေရင်ဖွဲ့တယ်မတရားမှုတွေကိုကြုံတွေ့နေရတဲ့လူတွေရင်ဖွဲ့တယ်ဟိုအဲ့အိုင်လည်းရင်ဖွဲ့ပါမယ်နောက်ပုံမှန်လေးလေးခုလေးနေခုလေးတရားစွဲခံထားတဲ့တောင်သူတွေအဲ့တောင်သူတွေထိခိုက်ဆုံးရှုံးနေတာမှုတွေရှိနေတဲ့တိုင်းတာတွေသူတောင်သူတွေလည်းပါတယ်အဲ့တောင်သူတွေရင်ဖွဲ့နိုင်တယ်လို့လည်းကျွန်တော်ဒီနေ့မှရင်ဖွဲ့ပါပါစာနာထုတ်ပေါ်ရမှာကြပြများရုပ်ဆိုခြင်း AOD မြေဆုံစီမံကိန်းရဆိုင်ပြီးအတွက်မြေဆုံအထိလမ်းလျှောက်ခဲ့သူများမှအမှတ်တရစကားပြောခြင်း ကျေးလက်လန်းများခင်းရမှာမတရားမှုတွေဖြစ်ပွားနေခြင်းကိုပြောဆိုခြင်း။လေယာဉ်မြေအငင်းပွားမှုဖြစ်ပွားနေရသူများကတရားစွဲဆိုခံရမှုကြောင့်အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့အခြေအနေတွေကိုပြောဆိုခြင်းစရာတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒထုတ်ပေါ်မှုကိုစီတန်းလက်လက်ခွင့်ခွင့်ပြုချက်ယူခဲ့ပြီးအစိုးရတဲ့လက်ထက်လူငယ်ချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာတဲ့သူတို့လည်းပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။